အိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲစတင်ပြီမင်္ဂလာပါအော်ဒီယိုဝိုင်းဆောင်းတိုင်းမှကြိုဆိုပါရစေ။ယခုကမှတော့အိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲစတင်ပြီဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။အိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲစတင်ပြီအိန္ဒိယစစ်တပ်ကပါကစ္စတန်နယ်တွေကို နေရာ9နေရာအားစတင်ပုံကျဲကစစ်ပွဲကိုစတင်ခဲ့ပါတယ်။ပါကစ္စတန်စစ်တပ်ကပြန်ပစ်လို့အိန္ဒိယလက်တက်က ိုက်လို့ရင်၅ဆင်းပြတ်ကျသွားခဲ့ရပါပြီ။ပါကစ္စတန်ဘက်ကလူ၈ယောက်သေ35ယောက်တန်းရရထားပြီးအိန္ဒိယဘက်ကအမြောက်ထိလို့၃ယောက်သေဆုံးခဲ့ရပါပြီ။ရန်ဆလာတဲ့ရန်သူကိုအပြစ်မပေးဘဲမနေဘူး။လက်တော့ပြန်မယ်လို့ပါကစ္စတန်အစိုးရကကြေညာထားပါတယ်။နျူကလ িয়ার လက်နက်ပိုင်နဲ့တန်းပင်တစ်ခုဟာလွတ်လပ်ရေးရပြီးနောက်စစ်ပွဲ၃ချိန်ဖြစ်ခဲ့မှုပါတယ်။1948မှာတစ်ချိန် 1965ခုနှစ်မှာတစ်ကြိမ်နဲ့1982ခုနှစ်တုန်းမှာတစ်ကြိမ်ဖြစ်ပါတယ်2019ခုနှစ်တုန်းကတော့ခဏတာထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးနိုင်ငံလုံးကစစ်အင်အားတိုးချဲ့လာပါတယ်အိန္ဒိယဘက်ကပြင်သစ်လို့ဘာဖွဲတိုက်လေရင်တွေအဓိကအားထားပြီးပါကစ္စတန်ဘက်ကတရုတ်လို့ဂျေတန်းတွေကိုအားထားပါတယ်တကယ့်စစ်ပွဲဖြစ်လာမှာကိုကမ္ဘာအတိုင်းဝိုင်းကစိုးရိမ်ပြီးစိတ်ထိတ်မှု ဝိုင်းတားနေရပါပြီ။လေကြောင်းလိုင်းတွေတော့ရက်ဆိုင်သွားရပါပြီ။နှစ်ဖက်စလုံးလူတွေတည်ကြည်ခဲ့ရပြီမို့ရက်တက်မယ်မထင်ပါဘူး။ကမ္ဘာရန်တိုင်းပြည်နှစ်ခုသာယူကရိန်းစစ်ပွဲလို့ဖြစ်လာခဲ့ရင်ဒါဟာအနောက်အောက်စုစစ်လက်နက်နဲ့တရုတ်စစ်လက်နက်တွေကြားအပြိုင်မှုကိုထပ်မြန်ချရပါလိမ့်မယ်။စစ်ဟာတကယ်ပဲအာရှတိုက်ကိုရောက်လာခဲ့ချေပြီ။ဒါတော့ဘောက်တာအက်ဇင်အလက်ဇန်းဒါဆိုတဲ့ဖေဘုတ်ကနေတင်ထားတာကိုဖတ်ပြပေးတာပါ။ ဆက်လက်ပြီးတော့ဖတ်ပြပါအောင်မယ်။အိန္ဒိယစစ်လေယာဉ်တွေကပါကစ္စတန်ထမ်းချောက်ထားတဲ့နယ်မြေတွေကစကန်ကုန်းကိုယနေ့မနက်စောစောမှာတိုက်ခတ်ခဲ့ပါတယ်။ဒီနေ့မေလ9ရက်နေ့မနက်စောစောမှာအိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက Operation Sindor စတင်ကြောင်းနဲ့ပါကစ္စတန်ထမ်းချုပ်ထားတဲ့ဂျမူးနဲ့ကက်ချမီးယားနယ်တွေကအကြမ်းဖက်သမားတွေရဲ့စကန်ကုန်းကိုတိတိကျကျတိုက်ခိုက်ခဲ့လို့ကြေညာပါတယ်။စင်ဒေါ်ဆိုတာအိန္ဒိယမျိုးနယ်တွေ ကိုခန္ဓာမှာဆိုးတဲ့အနေအထားမျိုးခေါ်တာဖြစ်ပါတယ်။ပါကစ္စတန်ဘက်ကလူအသေးပြောက်စင်းကိုစတင်ကျင်းညာနေပြီးလောလောဆယ်လူ၈ယောက်သေဆုံးက38ယောက်ဒဏ်ရာရထားရလို့ဆိုပါတယ်။ပါကစ္စတန်အစိုးရ TV Channel ရဲ့အပြောအရအိန္ဒိယဂျက်လျင်သုံးစင်းကိုပစ်ချခဲ့တယ်ဆိုပေမဲ့အတည်ပြုချက်မရသေးပါဘူး။ပါကစ္စတန်ကအိန္ဒိယကိုကျင်းတဲ့လက်တုံးပြန်မှာဖြစ်ပြီးသူတို့ခြိုက်တဲ့အချိန်မှာလက်တုံး ူတို့ခြိုက်တဲ့ချိန်မှာလက်တုံးပြန်မယ်လို့ပါကစ္စတန်ဒုတိယဗိုလ်ချုပ်ကြီးအာမတ်ဆရစ်ချောင်းနရီယဆိုပါတယ်ပါကစ္စတန်ဒုတိယဗိုလ်ချုပ်ကြီးအာမတ်ဆရစ်ချောင်းနရီယဆိုပါတယ်ပါကစ္စတန်မှာတာဝေးတာလတ်တာနီဒုံးကြီးလက်နက်မျိုးစုံရှိတဲ့အတွက်အိန္ဒိယကိုဒုံးကြီးတွေနဲ့လက်တုံးပြန်မယ်လို့ယူဆရပါတယ်အခုတိုက်ခိုက်မှုမှာအိန္ဒိယကပါကစ္စတန်ရဲ့စစ်တပ်နဲ့အရတားပြစ်မှတ်တွေကိုရှောင်ရှားပြီးအကြမ်းဖက်သမားတွေရဲ့စခန်းတွေကိုသာ တိတိကျကျတိုက်ခိုက်ခဲ့လို့ဆိုထားပေမဲ့ဘလို့လက်တော့ပြန်ပြတ်မှတ်ထားမယ်ဆိုတာမသိရသေးပါဘူးအကယ်လို့ပါကစ္စတန်ကအိန္ဒိယစစ်စခန်းတွေကို ပြတ်မှတ်ထားတိုက်ခိုက်လိုက်ရင်အိန္ဒိယကလည်းလက်တော့ပြန်မှမလွဲပါပဲဒါဆိုရင်နျူကလ িয়ার ထိပ်ဖူးပေါင်း200နီးပါးစီရှိကြတဲ့အိန္ဒိချင်းနှစ်နိုင်ငံရဲ့ရံပွဲဟာစိုးရိမ်စရာအဆင့်ကိုရောက်သွားမှာဖြစ်ပါတယ်အိန္ဒိယမှာနျူကလ িয়ার လက်နက်ထိပ်ဖူး180လောက်ရှိပြီးပါကစ္စတန်ဘက်မှာ အလုံး190လောက်ရှိတာဖြစ်ပါတယ်။ပြဿနာဆက်လာတော့အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားနယ်ထဲမှာဘာသာရေးအကြမ်းဖက်သမားတွေကတောရဲတွေကိုရရဆက်ဆက်တိုက်ခိုက်ခဲ့ရတဲ့အိန္ဒိယနိုင်ငံသား25ယောက်နဲ့နေပေါ်နိုင်ငံသားတယောက်အသက်ခံခဲ့ရတာနဲ့ဆက်လာဖြစ်ပါတယ်။အိန္ဒိယကပါကစ္စတန်ကိုအချိန်မရွေးတိုက်ခိုက်တော့မှာဖြစ်ကြောင်းပါကစ္စတန်ဘက်မှာဒီရက်ပိုင်းတက်လှမ်းထားတာဖြစ်ပြီးဒီနေ့မနက်စောစောမှာပဲ အိန္ဒိယဘက်ကစစ်စင်ရေးစတာဖြစ်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်စစ်အကြီးကျယ်ဖြစ်နိုင်သလား။နှစ်နိုင်ငံဟာခါးသေးတဲ့တမိုင်းပြဿနာတွေရှိခဲ့လို့နှစ်နိုင်ငံဟာခါးသေးတဲ့တမိုင်းပြဿနာတွေရှိခဲ့လို့နောက်ွယ်ကမြောက်ပေးတဲ့နိုင်ငံရှိတာရဲ့လက်နက်အပြိုင်ဆိုင်တက်ဆင်နေကြတာရဲ့လက်နက်အပြိုင်ဆိုင်တက်ဆင်နေကြတာရဲ့ကြောင့်စစ်ကအ ਨੇ ဆုံးရပ်ပိုင်းကနေနျူကလ িয়ার လက်နက်သုံးဖို့စိုင်းပြင်းတဲ့အထိရောက်သွားနိုင်ပါတယ်။ တကယ်တော့2019ခုနှစ်မှာကော်လိုရာဒိုတက္ကသိုလ်နဲ့ဘရူဂါတက္ကသိုလ်တို့ကသုတေသနပညာရှင်တွေကအိန္ဒိယနဲ့ပါကစ္စတန်ဟာဒီနှစ်2025ခုနှစ်မှာစစ်ဖြစ်နိုင်ကြောင်းသတိပေးချက်ထုတ်ပြန်ထားခဲ့ပြီးသားပါအိန္ဒိယနဲ့ပါကစ္စတန်ဟာနျူကလ িয়ার နျူကလ িয়ার လက်နက်ကိုရန်ဆောင်ရင်းအပြန်ဆိုင်တက်ဆင်နေတဲ့နိုင်ငံတွေပါနျူကလ িয়ার လက်နက်ကိုအိန္ဒိယနဲ့ပါကစ္စတန်ကအိန္ဒိယနဲ့ပါကစ္စတန်ဟာနျူကလ িয়ার နျူကလ িয়ার လက်နက်ကိုရန်ဆောင်ရင်းအပြိုင်ဆိုင်တက်ဆင်နေတဲ့နိုင်ငံတွေပါ။ဒါကြောင့်လဲပညာရှင်တွေကစစ်ပစ်ခတ်ရင်နျူကလ িয়ার လက်နက်၃ညထိခြေလွန်လက်လွန်ဖြစ်နိုင်ကြောင်းသတိပေးထားခဲ့တာပါ။အကယ်လို့နှစ်နိုင်ငံနျူကလ িয়ার လက်နက်၃ညရင်ဘာဖြစ်မလဲ။အိန္ဒိယကနျူကလ িয়ার မဟာဗျူဟာလက်နက်အလုံးတရာ၃ဆွဲနိုင်ပြီးပါကစ္စတန်က၁၅၃ညရင်လူပေါင်းတန်း၁၀၀လောက် ချက်ချင်းဘဝကူးပြောင်းသွားပါလိမ့်မယ်။နောက်ထပ်တန်း90ရာနေ125တန်းကြားရေဒီယေးရှင်းအနုမြူရောင်ကြီးတင့်ပြီးတည်ဆုံးနိုင်ပါတယ်။ဖြစ်လာလိမ့်မယ်လို့ပြောတာမဟုတ်ပဲတစ်ဖက်ကနျူကလ িয়ার စတုံးခဲ့ရင် ဖြစ်သွားနိုင်ကြီးကိုတွတ်ထားကြတာပါ။ဒီလိုဖြစ်ခဲ့ရင်မီးလောင်ပေါက်ကွဲမှုတွေအကြီးကျယ်ဖြစ်ပြီးကမ္ဘာလေလုံတွေကိုဘလက်ကာဗွန်အမှုန်ပေါင်းတန်16တန်းကနေ36တန်းထိရင့်ပြန်သွားပါလိမ့်မယ်။ အဲ့လိုဖြစ်ခဲ့ရင်ကာဗွန်အမောက်တွေကနေရောင်ခြည်ကိုပိတ်ဆို့တာကြောင့်နေရောင်ခြည်ရရှိမှု35ရာခိုင်နှုန်းအထိကျသွားနိုင်ပြီးကမ္ဘာကြီးရဲ့အပူချိန်9ဒီဂရီဆက်စီရဲ့လောက်ကျသွားပါလိမ့်မယ်။မိုးနဲ့စီးနှင်းရွာသွန်းမှု30ရာခိုင်နှုန်းကျသွားမဲ့ပြဿနာရှိပြီးရေရှားပါတဲ့ပြဿနာတက်လာပါလိမ့်မယ်။စိုက်ပျိုးသိမ်းနှံတွေပျက်စီးဆုံးရှုံးမှုဖြစ်မယ်။ပြည်နယ်သမုဒ္ဒရာတွေရဲ့ ecosystem တွေပြတ်ပြားမယ်။စိုက်ပျိုးပင်ဖြစ်ထွန်းမှု 30ရာခိုင်နှုန်းကျသွားမယ်။ပင်လယ်ထွက်ပစ္စည်း15ရာခိုင်နှုန်းကျမယ်။ပါကစ္စတန်ကုန်းတွင်ပန်းရောင်စားကိုစားရဲကျမှာမဟုတ်တော့ဘူး။လေထုထဲကိုရောက်သွားမဲ့ဘလက်ကာဗွန်အမုတ်တွေဟာလေထုထဲမှာ အတန်ကြာစားနေနိုင်ပြီးလူနဲ့တလိပ်ဆန်တွေအတွက်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်ပွားကာကတ်ဆိုင်နိုင်ပါတယ်။အိန္ဒိယဟာကမ္ဘာလူဦးရေအများဆုံးနိုင်ငံ ဖြစ်လာပြီးစီးပွားရေးတိုးတက်ဖို့တာဆူနေတာရပ်တန့်သွားနိုင်ပါတယ်။ ဒီနှစ်နိုင်ငံပြဿနာတက်ခဲ့ရင်အိနေချင်းနိုင်ငံတွေကိုပါအကျိုးသက်ရောက်မှုရှိလာမှာပါဒီလိုစိုးကျိုးမျိုးတွေဖြစ်နိုင်တာမို့ရန်ဆောင်နေတဲ့နှစ်နိုင်ငံကိုစစ်မဖြစ်စေချင်တာဖြစ်ပါတယ်အိန္ဒိယရောပါကစ္စတန်မှာကုလသမဂ္ဂရဲ့2019ခုနှစ်ယူကလီးယားလက်နက်များတားမြစ်ပိတ်ပင်ရေးဆိုင်ရာစာချုပ်ကိုလက်မှတ်ထိုးထားကြပါဘူးအကယ်လို့ဒီစာချုပ်ကနှစ်ဖက်စလုံးကလက်မှတ်ရေးထိုးထားရင်ကဘာကြီးကအတော်စိတ်အေးရမှာပါ ကဘာကြီးမှာကုံသွယ်ရေးစစ်ပွဲကြောင့်စီးပွားပြက်ကက်ဆိုက်လုလုဖြစ်နေတဲ့အချိန်မှာအိန္ဒိယပါကစ္စတန်အရေးဟာမြေကိုခါကျိုးစေတဲ့နောက်ဆုံးတင်တဲ့ကောက်ရိုးတထုံးဖြစ်သွားနိုင်ပါတယ်။နှစ်နိုင်ငံရန်ဆောင်နေရင်ကအပြက်ပြက်နဲ့နှာခေါင်းသွေးထွက်မဲ့အရေးကိုအချိန်မီတားဆီးနိုင်မှုလိုပါတယ်။နှစ်နိုင်ငံစလုံးဟာနျူကလ িয়ার လက်နက်ကိုအလွယ်တကူထုတ်သုံးမှာမဟုတ်ပေမဲ့နှစ်ဖက်အပြိုင်ဆိုင်နျူကလ িয়ার လက်နက်စုနေခြင်းဟာအခုမဟုတ်လဲ ဒီနေ့နေ့မှာချိန်မရွေးထပေါက်နိုင်တဲ့ချင်းကိုက်ဘုံကြီးဖြစ်လာမှာအမှန်ပါပဲ။